မင်္ဂလာပါကျွန်တော်ဖတ်ခဲ့သောတမန်ကျမ်းစာနှုတ်ကပတ်တော်ကိုဝေငှခွင့်ရတဲ့အတွက်ဖရာသခင်ရဲ့ကြီးစုတော်ကိုချီးမွမ်းပါတယ်ကျွန်တော်တို့အားလုံးရဲ့အသက်တာနဲ့တိုက်ရိုက်သက်ဆိုင်တဲ့မိဂုံတစ်ခုကိုအတူတကွဆင်ခြင်ခြင်းပါတယ်ခရိယန်တယောက်ဖြစ်လာပြီးတဲ့နောက်မှာငါတကယ်ပဲကယ်တင်ခြင်းရရဲ့လားငါရဲ့ကယ်တင်ခြင်းကပျောက်သွားနိုင်လားငါအချစ်မကောင်းတော့ရင်ဖရာသခင်ကငါ့ကို ပြန်စွန့်ပစ်မှာလားဆိုပြီးကိုယ့်ကိုယ်ကိုမေးဘူးကြပါသလား လူရာဒီမေကုတ်နဲ့ပတ်သက်လာရင်အစွန်းတစ်ဖက်ကိုရောက်သွားတတ်ကြပါတယ်။တချို့ကငါအကျင့်ကောင်းတွေ အများကြီးလုံးမှအသိန်းတော်အစီအစဉ်တွေမှာအများကြီးပါဝင်မှငါရဲ့ကဲတင်ခြင်းကတည်မြဲမယ်ဆိုပြီးကိုပိုင်အကျင့်ကိုအားကိုးတဲ့လမ်းပေါ်ရောက်သွားတတ်ကြတယ် တချို့ကတော့ငါတခါယုံကြည်ပြီးပြီးဘာပဲလှုပ်လှုပ်အရေးမကြီးတော့ဘူးငါရဲ့ကဲတင်ချင်းကဘလို့မှပျောက်မသွားနိုင်တော့ဘူးဆိုပြီးပေါပေါဆဆနေထိုင်ချင်းစီတို့ရောက်သွားတက်ကြတယ်ဒီနေ့ကျွန်တော်တို့လေ့လာမယ့်အကြောင်းအရာကတော့ကဲတင်ချင်းကိုယုံကြည်ခြင်းအဖြစ်လက်ခံရရှိပြီးတေချာစိတ်ချရတယ်ဆိုတဲ့အကြောင်းပါပဲကျွန်တော်တို့ရဲ့တေချာစိတ်ချမှုဟာ ျွန်တော်တို့ရဲ့ပြည့်စုံတဲ့အကျင့်ပေါ်မှာမူတည်တာမဟုတ်တလို့ပေါ်စားတဲ့ယုံကြည်ခြင်းပေါ်မှာလည်းမဟုတ်ပါဘူးဒါဆိုဘယ်အရာပေါ်မှာမူတည်နေတယ်လဲဆိုတာကိုကြည့်ကြရအောင်ကျွန်တော်တို့ရဲ့ကဲတင်ခြင်းနဲ့တေချာစိတ်ချမှုအကြောင်းကိုအဓိက အချက်၃ချက်ဖြင့်ဖော်ပြလိုပါတယ်ပထမဆုံးအနေနဲ့အရေးကြီးဆုံးအချက်ကတော့ကဲတင်ခြင်းဟာကောင်းတဲ့အကျင့်တွေကျင့်ခြင်းဖြင့်လုံးဝမဟုတ်ပါဘူးအဖက်ဩဝါဒစာခန်းကြီးနဲ့အငယ်၈ကနေ၉ထဲမှာရှင်းရှင်းလေးဖော်ပြထားတယ် ်ကျေးဇူးတော်ကြောင့်ယုံကြည်ခြင်းအားဖြစ်ပါဒါဘုရားသခင်ရဲ့လက်ဆောင်ပါဒါဆိုယုံကြည်ခြင်းဆိုတာဘာလဲယုံကြည်ခြင်းဆိုတာသခင်ခရစ်တော်ဟာကျွန်တော်တို့အပြစ်သားတွေရဲ့ကိုစားအသေးခံခဲ့တယ်ဆိုတဲ့အချက်ကိုလက်ခံတာပါယုံကြည်ခြင်းဆိုတာဘုရားသခင်ရဲ့ကရုဏာတော်ကိုမှီခိုပြီးသခင်ခရစ်တော်ကိုကိုယ့်ရဲ့ကယ်တင်ရှင်အဖြစ်လက်ခံတာပါဒီနေရာမှာအံ့ဩစရာအကောင်းဆုံးအမှန်တရားတစ်ခုရှိပါတယ်ဒါကကြီးမြတ်သောလဲလေခြင်းပါ ကျွန်တော်တို့ဟာကယ်တင်ခြင်းကိုကိုပိုင်ထိုက်တန်မှုတစုံတရာနဲ့မှရတာမဟုတ်ပါဘူးကျွန်တော်တို့ဟာယုံကြည်လိုက်တဲ့အချိန်မှာကျွန်တော်တို့ရဲ့အပြစ်တွေကသခင်ခရစ်တော်ရှီရောက်သွားပြီးခရစ်တော်ရဲ့ဖြောင့်မတ်ခြင်းကကျွန်တော်တို့ရှီကိုရောက်လာတာဖြစ်ပါတယ်ယောမဩဝါဒစာခန်းကြီး၃အငယ်23ကနေ24မှာလူအပေါင်းတို့သည်ဒုစရိုက်ကိုပြု၍ဆိုထားပါတယ်ဒါပေမဲ့သခင်ယေရှုခရစ်တော်အဖင်ရွေးနှုတ်ခြင်းကျေးဇူးတော်ကြောင့် အဖိုးကိုမပေးဘဲဖြောက်မှတ်ရသူယောက်ျား၏လို့ဆိုပါတယ်ဒါကို ဖြောက်မှတ်ခြင်းလို့ခေါ်ပါတယ်ဒါဟာကျွန်တော်တို့ကယ်တင်ခြင်းရဲ့အခြေခံအုတ်မြစ်ပါဒီအခြေခံကိုတန်ရှင်းသောဝိညာဉ်တော်ကကိုယ်တိုင်တည်တည်ခံပါတယ်ယောမခန်းကြီး၈အငယ်၁၆မှာငါတို့သည်ဘုရားသခင်၏သားဖြစ်ကြောင်းငါတို့၏ဝိညာဉ်နှင့်အတူတည်တည်ခံတော်မူ၏ဒါဆိုမေးစရာရှိလာပြီ အချင်းကောင်းတွေကလုံးဝအေးမကြီးတော့ဘူးလားဒီနေရာမှာညီကိုမောင်တို့မတို့ကိုရှင်းရှင်းလင်းလင်းသိစီချင်ပါတယ်တမချန်းစာကကျွန်တော်တို့ကိုကောင်းသောအချင်းအဖြစ်ကဲတင်တာမဟုတ်ပါဘူးဒါပေမဲ့ကောင်းသောအချင်းကိုပြုစီခြင်းကသခင်ယေရှု၌ဖန်ဆင်းထားတာဖြစ်ပါဒါကြောင့်ယုံကြည်ခြင်းဆိုတာတခါဆုံးဖြတ်ပြီးပြစ်ထားလိုက်ရတဲ့အရာမဟုတ်ပါဘူး။ဒါဟာအစင်မပြတ်ဖြစ်ပေါ်နေသောလုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ ဒါရွေချက်ရှိရှိနဲ့တိုးတက်သောဝိညာဉ်ရေးဟာတိဆောက်ခြင်းဖြစ်ပါတယ်။တမန်တော်ရှင်ပေတုကရှင်ပေတုဩဝါဒစာခန်းကြီးတအငယ်9ကနေရှစ်မှာဒီလိုပုံဖော်ထားပါတယ်။ယုံကြည်ခြင်းကိုအခြေခံဖြစ်ထားပြီးဒီအပေါ်မှာဖြည့်စွက်ကြလောလို့ပြောပါတယ်။ယုံကြည်ခြင်း၌တိလကိုဖြည့်စွက်ပါ၊တိလ၌ပညာကိုဖြည့်စွက်ပါ၊ပညာ၌တည်ကြည်ခြင်းကိုဖြည့်စွက်ပါ၊တည်ကြည်ခြင်း၌ပြီးခံခြင်းကိုဖြည့်စွက်ပါ ဆက်လက်ပြီးဖျားဝဲ၌မွေလျောခြင်းညီအကိုချစ်ချင်းမေတ္တာတို့ကိုဖြည့်ဆွတ်ပါတဲ့ဓာရီကကေတင်ချင်းရဖို့လောက်ရမယ့်အရာတွေမဟုတ်ပါဘူးဓာရီဟာကေတင်ချင်းရရှိပြီးသားယုံကြည်ခြင်းအစစ်မှန်ရဲ့တက်တည်အတိအပွင့်နေဖြစ်ပါတယ်ဒီလိုမကြီးထွားတဲ့ယုံကြည်ခြင်းဟာမထီရောက်ဘူးအကျိုးမရှိဘူးဒါဆိုကျွန်တော်တို့ရဲ့ကေတင်ချင်းလုံခြုံသေချာစိတ်ချမှုကဘယ်ကလာတာလဲ ကျွန်တော်တို့ရဲ့လုံခြုံမှုဟာကယ်တင်ခြင်းကိုလက်ခံရရှိခြင်း၌တာမကခရစ်တော်နဲ့ဆက်လက်မိသားဖွဲ့ခြင်း၌လည်းယုံကြည်ခြင်းအဖြစ်လာပါတယ်မျိုးစီကျဲသူဥပမာမှာကောင်းသောမြေကဘာလို့တလဲနှုတ်ကပတ်တော်ကိုကြားတယ်ထိမ့်သိမ့်တယ်ပြီးတော့ဇွဲရှိခြင်းဖြင့်အသီးသီးတတ်တယ်ရှင်ရကုတ်ဩဝါဒစာခန်းကြီးတဲ့အငယ်၃မှာသင်တို့ယုံကြည်ခြင်းကိုဆန့်တတ်ခြင်းသည်ဇွဲရှိခြင်းကိုဖြစ်စေတယ်လို့ဆိုပါတယ် ဟေဘေဩဝါဒစာခန်းကြီး30ငယ်36မှာသင်တို့သည်ဘုရားသခင်အလိုတော်ကို ဆောင်ပြီးနောက်ဂတိထားတော်မူချက်ကိုခံရအံ့သောငါဇွဲရှိခြင်းကိုလိုအပ်ကြ၏လို့ဆိုပါတယ်ဒါဆိုဇွဲမရှိရင်ကြာရှုံးသွားရင်ကဲတင်ချင်းပျောက်သွားပြီလားဒီနေရာမှာအရေးကြီးဆုံးအားပေးချက်တစ်ခုရှိပါတယ်ကျွန်တော်တို့ဟာဝိညာဉ်ရေးရာတိဆောက်စေ ကြီးထွားစေလုပ်ငန်းစဉ်မှာရှိနေတုံးပါကျွန်တော်တို့မစုံလင်သူများဖြစ်နိုင်တော့လေကျွန်တော်တို့ဟာကောင်းသောအခြင်းအဖြစ်ဖြောင့်မတ်ရာသို့ရောက်တာမဟုတ်ပဲခရစ်တော်၌ယုံကြည်ခြင်းအဖြစ်ဖြောင့်မတ်ရာသို့ရောက်ရရှိနေစေဖြစ်ပါဒါကြောင့်ယောမဩဝါဒစာခန်းကြီး၈အငယ်၁ကဘာပြောလဲကျွန်တော်တို့ရဲ့လုံခြုံမှုဟာကျွန်တော်တို့ရဲ့ပြီးပြည့်စုံမှုအပေါ်မှာမဟုတ်ဘူးကိုတော်ရဲ့လုံခြုံမှုဟာကျွန်တော်တို့စုပ်ကိုင်ထားတဲ့ယုံကြည်ခြင်းရဲ့ပဲ့ကိုင်ရှင်ခရစ်တော်အပေါ်မှာမူတည်ပါတယ် ကျွန်တော်ပြန်ချုပ်ပြီးပြောရမယ်ဆိုရင်ကျွန်တော်တို့ရဲ့ကဲတင်ချင်းဟာဘလို့သေချာစိတ်ချနိုင်မလဲနံပါတ်1လက်ခံချင်းကျွန်တော်တို့ရဲ့ကဲတင်ချင်းဟာကိုယ်ပိုင်အချင်းကြောင့်မဟုတ်ပဲသခင်ခရစ်တော်၏ဖြောက်မတ်ခြင်းကိုယုံကြည်ခြင်းအဖြစ်လက်ခံရရှိထားတာဖြစ်တယ်ဆိုတာကိုအပြည့်အဝယုံကြည်ပါနံပါတ်2ကကြည်ထွားခြင်းသင်ရဲ့ယုံကြည်ခြင်းဟာအသက်ရှင်တဲ့ယုံကြည်ခြင်းဖြစ်တယ်ဆိုတာကိုဝိညာဉ်ရေးဟာကြည်ထွားမှုအသီးသီးခြင်းအဖြစ်သက်သေပြပါနံပါတ်3ဇွဲရှိခြင်းစံသက်ခြင်းတွေစစ်ဆေးခြင်းတွေကြာရှုံးခြင်းတွေကြုံရတဲ့အခါ ကိုယ့်အချင်းကိုမကြည့်ပဲကိုယ့်ကိုဖြောင်းမရသူရောက်စေပြီးသားသခင်ခရစ်တော်ကိုသာယုံကြည်ခြင်းနဲ့ပြန်ကြည့်ပြီးဆက်လက်မိတ္တာရဖွဲ့ပါကျွန်တော်တို့ရဲ့သေချာစိတ်ချမှုဟာငါဘလောက်ကောင်းအောင်လုပ်နိုင်တယ်လဲဆိုတဲ့အပေါ်မှာမဟုတ်ပါဘူးခရစ်တော်ကငါအတွက်ဘာတွေအပြီးအစီးလုပ်ပေးခဲ့တယ်လဲဆိုတဲ့အပေါ်မှာမူတည်ပါれကျွန်တော်တို့အတူတူကဆုတောင်းရအောင်အဖဖရားသခင်ကျွန်တော်တို့ကိုကယ်တင်ခြင်းလက်ဆောင်မုံကိုယေရှုတော်တတ်တတ်အားဖြင့်ပေးသနာတဲ့အတွက်ယေရှုတင်ပါれ ဒါဟာကျွန်တော်တို့ရဲ့ကောင်းမှုကုသိုလ်ကြောင့်မဟုတ်ပဲကိုရောရဲ့သားတော်သခင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်သာ ရရှိတဲ့သခင်ခရစ်တော်ရဲ့ဖြောက်မှတ်ခြင်းဖြစ်လို့ယေရှုတင်ပါတယ်ကိုရောကျွန်တော်တို့ဟာမစုံလင်သေးသောသူတွေဖြစ်ကြောင်းဝန်ခံပါတယ်ဒါပေမဲ့ကျွန်တော်တို့မစုံလင်နေတဲ့ကြားထဲကပဲယုံကြည်ခြင်းအားဖြင့်ဖြောက်မှတ်ရသူရောက်စီပြီးအပြစ်စင်ခြင်းနဲ့လွတ်ကင်းစေတဲ့အတွက်ယေရှုတင်ပါတယ် ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုကြီးထွားစေတော်မူပါစံတမှုတွေစစ်ဆေးမှုတွေကြုံတဲ့အခါဇွဲရှိခြင်းကိုပေးသနာတော်မူပါကျွန်တော်တို့ရဲ့အသက်တာဟာကိုရောရဲ့ကျေးဇူးတော်ကိုထင်ဟပ်စေတဲ့ကောင်းသောအချက်အသီးများနဲ့ပြည့်ဝစေတော်မူပါကျွန်တော်တို့အာကိုရောရဲ့သာသမီများဖြစ်ကြောင်းတန်ရှင်သောဝိညာဉ်တော်ရဲ့တည်တည်ခံခြင်းကိုနေ့တိုင်းခံစားရစေပြီးကိုရောနဲ့အစင်မပြတ်ဆက်လက်မိတ္တဟာဖွဲ့နိုင်ဖို့ကူညီတော်မူပါ ။သခင်ယေရှုခရစ်တော်၏နာမတော်အားဖြင့်ဆုတောင်းအပ်နံပါ၏။အာမင်။